ဂုံချီမပါတာတော့ပြိုင်ဘက်ကိုဝေးကွင်းမှာဂိုးဂိုးသွင်းခဲ့တဲ့အန်ဒါဆောင်းပရိသတ်များလုံးဝမိပါများမန်ချက်စတာဘွားဆောင်ကနေအားလုံးကိုပြန်လဲကြိုးလိုက်ပါရင်ဂုံချီရိုနယ်ဒိုရဲ့အန်ဒါဆောင်းအသင်းကတော့ sorry လိပွဲစင်မှာဂိုးမှုရပြီးတော့ပြိုင်ဘက်ကိုအပြည့်အသတ်အနိုင်ယူခဲ့ပါရင် ဆော်ရီပရိုလိပွဲစဉ်30တဲပြင် NSR အသင်းဟာ LO2 အသင်းကိုအဝေးခွင့်မှာတောင်းရောက်ရှင်မြန်စားခဲ့ပါတယ်။အဝေးခွင့်မှာတော့ NSR အသင်းက LO2 အသင်းကိုကိုကိုပြည့်နဲ့နိုင်ပွဲရရှိသွားခဲ့ပါတယ်။ထူးခြားချက်အနေနဲ့ဒီပွဲမှာ NSR အသင်းရဲ့အဓိကတိုက်စစ်မှုဂုံကြီးရနယ်တို့မပါဝင်လာခဲ့ပါဘူး။ဂုံကြီးကတော့တန်ရာပြဿနာတွေရှိနေခဲ့တာတော့မဟုတ်ပါဘူး။ဇီယားအောက်ပိုင်းကအသင်းနဲ့တွဲဆုံတဲ့ပွဲမှာလို့ NSR အသင်းရဲ့နေပြချုပ်စတီဖန် ပိုင်အိုလီကပေါ်တူဂီသားကြီးကိုအနာပေးခဲ့တာပါအသက်40ကျော်ရွယ်တိုက်စစ်မှုတို့ကိုအသင်းဘက်ကချန်ခိုင်မှုပြေးဝနေပြီးအတော်လေးကိုဂယူးဆိုင်နေတဲ့ပုံပါပဲခေါင်းချီမပါဝင်လာတဲ့ NSR တိုက်စစ်ကိုဒူရန်မာနီတို့ကဥဆောင်လာခဲ့ပါတယ်ရန်ဒိုမပါခဲ့ပေမဲ့ NSR အသင်းဟာအဝေးခွင်မှာရှေ့ဆွမ်းပြခဲ့ပြီးတော့ပြန်မဲ့အလူတုအသင်းကိုဂိုးဂိုးပြတ်နေနိုင်သွားခဲ့ပါတယ် NSR အသင်းတို့ကဂိုးတွေကိုတော့တိုက်စစ်မှုဒူရန်က2ဂိုးနဲ့တောင်မန်ကမာနီကအထူးရှေ့ဆွမ်းပြပြီး၄ဂိုးသွင်းယူခဲ့သလိုရာရာဘရိုဆိုဗစ်နဲ့မာရန်တို့ကလည်းသွင်းဂိုးတွေတည်တည်သွင်းယူပေးခဲ့ကြတာပါ အရစာအသင်းဟာဒီဘွဲမှာဘောလုံးပိုင်ဆိုင်မှု85ရာခိုင်နှုန်းတစ်ထိရခဲ့သလိုကိုဘော့ကန်သွင်းမှု25ရာခိုင်နှုန်းထိပြုလုပ်နိုင်ခဲ့ပါတယ်ဒီဘွဲပြီးမှာတော့အရစာအသင်းကရမှတ်63ပတ်နဲ့ sorry pro league အမှတ်ပေးစရာအဆင့်3နေရာမှာရပ်တည်နေခဲ့ပါတယ်ဂေါ်ဂျီရိုနယ်ဒိုအတွက်ကလည်းဒီဟာဒီကအရစာအသင်းမှာအထူးချီးစွမ်းပြနေတဲ့ရာသီဖြစ်ပြီးတော့ sorry club အတွက်ပြိုင်ပွဲစုံ39ဘွဲမှာ33ဂိုးသွင်းပြီး၄ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်ဒီနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲ နောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသတင်းတွေ၊ပြောင်းရွှေ့သတင်းတွေ၊စိတ်ဝင်စားဖွယ်ရာအကြောင်းတွေကိုတင်ဆက်ပေးမှာဖြစ်လို့ page ကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။